မင်္ဂလာပါဓမ္မမိတ်ဆွေများဒီကနေ့မှာတော့ရွှေလိုရင်ရွှေအစွမ်းထက်တဲ့ဂါထာတူလေးတစ်ပုဒ်နဲ့တခြားဂါထာတူလေးများကို မျှဝေပေးပါမယ်ဒီဂါထာကိုရုတ်ဖတ်တဲ့သူကသီလစင်ကြယ်ပြီးတမာတိရှိဖို့အဓိကလိုအပ်ပါတယ်ဒီဂါထာကိုရေလိုရင်ပိတရလောပုတပုဆိုတဲ့ဂါထာကိုပဒီနဲ့တပတ်ရုတ်ဖတ်ပူဇော်ရပါမယ်ရွှေငွေရတနာတွေလိုချင်တော့ပိတရလောပုတပုဆိုတဲ့အရှိကနေလာဘလာဘန်ဆိုပြီးထည့်လိုက်ပါ လာဘလာပံပိတရလောပုသဘူးဆိုပြီးရုပ်ဆိုပါ လူချစ်လူခင်များလို့ရင်တော့ပိယပိယံပိတရလော ပုသဘူးလို့ရုပ်ဆိုရပါမယ်ညာရီထက်မြက်လို့တဲ့ဆိုရင်တော့ပိတရလောပုသဘူးရဲ့အရှိမညာနာညာနံဆိုပြီးထဲရုပ်ဆိုလိုက်ပါ မနက်၄နာရီကြော့ကြော့အချိန်မှာရုပ်ဆိုမယ်ဆိုရင်ပုံမှုအကျိုးပေးမြတ်ပါတယ်မိမိတို့ညာရှိသလိုအသုံးပြုနိုင်ပါတယ်နောက်ကာထာတူလေးတစ်ပုဒ်ကတော့မျက်စိနာပျောက်တဲ့ကာထာပဲဖြစ်ပါတယ် ပုံမှာပြထားတဲ့အတိုင်းအိုးမဲတုတ်ထားတဲ့နီးစားနဲ့နာနေတဲ့မျက်လုံးရဲ့အလျားကိုတိုင်းပြီးဖြတ်ပါအဲ့ဒီနီးစားကိုဒီဂါထာနဲ့ခုနှစ်အုပ်မှန်ပါဂါထာလေးကတော့အုံစကုတီတံမရဏံတွာဟအဲ့ဒီနောက်မှာတော့အဲ့ဒီနီးစားကိုသင်္ဂုတ်တူတစ်ခုရဲ့အပေါ်ကိုနောက်ပြန်ပြစ်ပါရေတစ်ခွက်လက်ပြန်လောင်းချပါမျက်စိနာမျက်စိနီမျက်စိရမျက်ခမ်းဆက်မျက်စိစုံ စားတဲ့မျက်စိဝေဒနာတွေအားလုံးတက်တာပျောက်ကင်းစေပါတယ်။နာနေတဲ့မျက်စိရဲ့အပေါ်ကိုတိုက်ရိုက်မန်းမုတ်ပေးခြင်းရည်တန်းတန်းတွင်မန်းမုတ်ပြီးမျက်စင်းခတ်ခြင်းစသည်တို့ကိုလည်းပြုလုပ်နိုင်တယ်လို့သိရပါတယ်။တိမ်မြုပ်ပျောက်ကွယ်နေတဲ့ရှေးမြမာတွေရဲ့ပညာရက်လေးတစ်ခုကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။နောက်ဆုံးတစ်ခုကတော့ရှေးမြမာတွေရဲ့ဘူးဒီခွဲသီးတွေကိုအတီးတင်စေတဲ့နေလေးပဲဖြစ်ပါတယ်။ဘူးဒီခွဲသီးအတီးတင်စေဖို့အတွက်ပထမဆုံးတီးတဲ့ ဘူးဒီခွဲသီးကိုငပိစားစိတ်အောင် ရေနဲ့အရေတောက်အချိုချက်စားပေးရပါမယ်။အဲ့ဒီအချိုချက်ထားတဲ့ဟင်းကို ဖုံးတော်ကြီးကျောင်းကိုစွန်ဟင်းထဲလူပေးရပါမယ်။ရှင်လူတဲ့သဘောပါ။ဒုတိယအရစ်သီးတဲ့အသီးတွေကိုတော့ပတ်ဝန်းကျင် မိတ်ဆွေတငယ်ချင်း ဆွေမျိုးတွေကိုတတ်နိုင်သမျှဝေရပါမယ်။လူမြတဲ့သဘောပါ။လူလူချင်းမြတ်တပေးဝေစားတဲ့သဘောဖြစ်ပါတယ်။အဲ့ဒီလိုရှင်လူလူမြလောက်လိုက်မယ်ဆိုရင် တီးသမျှဦးသည်ခဝဲသည်တွေဟာစွတ်မကုံစားမကုံရောင်းမကုံ ဖြစ်ပြီးတီးပြီးသမျှအသီးတွေဟာလည်းအသီးတင်စီပါတယ်ဒါကလည်းရှေးမြန်မာတွေရဲ့ချစ်စရာကောင်းတဲ့ရိုးရဓလေ့တွေတစ်ခုပဲဖြစ်ပါတယ်ဘ ഹു သူဒ္ဓအနေနဲ့ပြန်လဲဝေမျှပေးလိုက်ပါတယ်နောက်ထပ်မျှဝေပေးခြင်းတဲ့ကာရတဘောကတော့တလလင်တခါသာရုတ်ဖက်ရတဲ့နတ်များဆောက်ရှောက်တဲ့လမ်းသွာလက်ခုံကထားပဲဖြစ်ပါတယ်ကာရလေးကတော့အုံဘုံမာဒီဝါစနဂရာဒီဝါစန်ဒီမတ်ကြီး ဝိတကရဏိယအုံသူရတတိမာတာစအနုကံပံကြီးစရာကြီးကတ်စရာကတ်တောလန်ခီသွားလို့မျက်စိလေလမ်းမသော အစာအသောငတ်သောညာလက်ညိုးကိုညွန်ပြီးအဲ့ဒီဂါထာကို38အုပ်စုပ်ပါလတ်သက်ပကပေါ်များအံ့လတ်လပစီဝါကိုလိုရင်အယက်ရှင်းမျက်နာကိုလက်ညိုးညွန်ပြီးဂါထာကိုစုပ်ပါလတ်လပပေါ်များစီပါလေဒါပေမဲ့တလားမှာတခါသာရုပ်ပါပူပြီးမရုပ်ရဘူးလို့ ျန်ဟောင်းကအမှားရှိပါတယ်။နောက်တစ်ခုကတော့ရှူသုံးပါအကျော်မွေးထုံနသာစီချစ်ကျိုးချီပဲဖြစ်ပါတယ်။ဂါထာလေးကတော့အောင်းနမောဗဒ္ဒကပ္ပံပြင်စဗုဒ္ဓတရဏံနဝလောကုတ္တရဓမ္မံအတိတိအကတဝကသံဃတပ္ပအိဒိကနာပတိဟုတ်တံသန္ဒသူရိယဒတရထဝိရူပကဝိရူလကကုဝေယစတ္တရောမဟာရာဇာနံမဟာစတုံနံ ဣတရောဣတရဘူတောဥနာလောမာရတိသွားဟေယသွားဟုံဟုံဒီဃာတာနဲ့နတာစီကောင်းကောင်းစစ်စစ်ကိုနခကပတ်အဝင်မှာတထောင်ရွတ်ပြီးအတက်နှက်ကြီးတွေကိုတိုင်တယ်ပါပြီးရင်စုတောင်းမေတ္တာပို့ပြီးအဆောက်အထားပါအကျိုးကတော့အတက်လူကြီးတွေစီကိုသွားသောအခါဖြစ်စေမိမိနှစ်သက်မြတ်လို့သောတမီးကြီးစားတို့ထံကိုသွားသောအခါဖြစ်စေနဘူးစံစာနှကန်းရာစသည်တို့ကိုတုတ်ပြီးစကားပြောပါ တပတ်လူဟာတနာကျင်နာတဲ့စိတ်ဓာတ်တွေပေါ်လာပြီးမျက်နှာပွင့်လန်းပြီးချစ်သူခင်သူပေါ်များလာတတ်ပါတယ်။မျက်ခုံနှစ်ခုရဲ့အကြားမှာရှိတဲ့ချက်ကရနေရာကိုတတရမျက်လုံးလို့ခေါ်ပါတယ်။သူ့ကို노ဆွတ်တတ်ဝင်စေခြင်းနဲ့မိမိနဲ့တကွာတခြားလူတွေရဲ့အတိတ်အနာဂတ်ကိုကောင်းစွာမြင်နိုင်ခြင်း၊တပါးသူတွေရဲ့စိတ်ကိုထိုးထွင်းမြင်နိုင်ခြင်းနဲ့ခိုင်းစေနိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပြီးတတရမျက်လုံးကျင့်စဉ်က ချက်ကရကျင်းစဉ်တွေထဲမှာလူကြအများဆုံးဖြစ်ပါတယ်။တတိယမျက်လုံးရဲ့အခြေခံကျင်းစဉ်အနေနဲ့ကတော့ပထမအုပ်ဆုံးအကျော်လျှော့ခြင်းပဲဖြစ်ပါတယ်။အားကစားရီမှာလှုပ်တဲ့အကျော်လျှော့ခြင်းမျိုးမဟုတ်ပါဘူး။အကျော်လျှော့ဖို့ပထမဆုံးအဆင့်မှာမိမိရဲ့ခန္ဓာကိုယ်ကိုတတ်တောက်တတ်တာဖြစ်တဲ့အနေထားမှာအရင်ထားပါ။အလွန်ကြက်လွန်းတဲ့အဝတ်တွေမဝိုးဖို့လည်းအရေးကြီးပါတယ်။ထိုင်လျက်ဖြစ်စေအိမ်လျက်ဖြစ်စေတတ်တော့တတ်တာအနေထားတစ်ခုရောက်ဖို့တတိထားပြီးပြင်ဆင်ပါ ြင်ဆင်ပြီးရင်ပထမဆုံးစပြီးမိမိရဲ့ခေါင်းကအကျိုးတွေပြေလျှော့စေဖို့အတွက်စိတ်နဲ့လျှော့ချရပါတယ်။စိတ်ကိုခေါင်းနေရာမှာစူးစိုက်ထားပြီးအဲ့ဒီနေရာကအကျိုးအကုန်လျှော့သွားဖို့ကြိုးစားပါ။ခန္ဓာကိုယ်ကလည်းလိုက်လျှော့ပါ။စိတ်ကိုတင်းမထားပါနဲ့။ခေါင်းကအကျိုးတွေလျှော့ပြီးသွားပြီးဆိုရင်တဖြည်းဖြည်းနဲ့မျက်နှာလဲပင်ရင်ဘတ်စသဖြင့်ခြေပြားအထိတကိုယ်လုံးလျှော့သွားအောင်လျှော့ပါ။များသောအားဖြင့်ဒီအဆင့်ဟာနိုင်ရွက်လောက်ကြာတတ်ပါလေ။အထူးသတိပြုရမယ့်အချက်ကတော့ ဒီအဆင့်မှာလူတွေကအိပ်ပျော်သွားတတ်ခြင်းပဲဖြစ်ပါတယ်။အကယ်၍ကိုကလွယ်လွယ်အိပ်ပျော်တတ်မယ်ဆိုရင်တော့ထိုင်လျက်အနေထားနဲ့လောက်ပါ။ဒီအဆင့်မှာတကူလုံးအကျောတွေရှော့သွားပြီးဆိုရင်ခန္ဓာကိုယ်နှွေးထွေးလာပါလိမ့်မယ်။သွေးစီးဆင်းမှုနေပြီးတက်တော့တက်တာခံစားချက်ကိုတကူလုံးကနေရပါလိမ့်မယ်။ခြေတွေလက်တွေမရှိတော့သလိုမျိုးခံစားချက်ကိုရပါလိမ့်မယ်။ဒီအဆင့်မှာရှိတဲ့အပြက်ကဘာလဲဆိုရင်ပြေလျှော့နေပြီးသားအင်္ကာတွေကိုလှုပ်လို့စိတ်ဖြစ်လာခြင်းပဲဖြစ်ပါတယ်စိတ်ကိုထိမ့်ပြီးမလှုပ်မရှားနေနိုင်အောင်ကျင့်ပါ ပြေလျှော့နေတဲ့ခန္ဓာကိုပြေလျှော့နေစေအနေထားနဲ့ကြာနိုင်သမျှကြာအောင်ထိမ့်ပါနောက်တစ်ဆင့်ကတော့ပင်မကျင်းစဉ်အစပဲဖြစ်ပါတယ်ကျင်းစဉ်အစကစူးစိုက်ခြင်းဖြစ်ပါတယ်မိမိရဲ့တတရားမျက်လုံးပွင့်စေဖို့ဆိုရင်အဲ့ဒီတတရားမျက်လုံးကို စိတ်ဓာတ် အင်အားနဲ့ပွင့်ရပါတယ်ပထမအစဆုံးမှာတော့အဲ့ဒီတတရားမျက်လုံးနေရာကိုခန္ဓာကိုယ်ရဲ့အရေးပါတဲ့အင်္ဂါရက်တစ်ခုဖြစ်အောင်အရင်လုပ်ရပါတယ်ဘာလို့လဲဆိုတော့ မိမိရဲ့မျက်ခုံနှစ်ခုကြားနှစ်ဖူးအောက်ကနေရာကို မျက်လုံးနှစ်ဖက်လုံးပူပြီးကြည့်ပါစူးစူးဆဆကြည့်ပါကြည့်တဲ့အချိန်ကြာလာတိုင်းအမြအဲ့နေရာမှာအင်အားတစ်ခုစူးဆိုင်မိနေတယ်လို့မျိုးခံစားရလာပါလိမ့်မယ်မျက်လုံးလေးကိုလွဲမပစ်ပါနဲ့ဆက်ပြီးစူးဆိုင်ကြည့်ပါအလွန်ပင်ပန်းလာရင်တော့မျက်လုံးအကျော်တွေကို အခြေခံကျင့်စဉ်နဲ့ပြန်လျှော့ပါအဲ့ဒီစူးဆိုင်တဲ့အကျင့်မှာတဏှာရီလောက်ကြာအောင်စူးဆိုင်ထားနိုင်ပြီးအတန်အသင့်ပြင်းထန်တဲ့အင်အားတစ်ခုကို တတိယမျက်လုံးနေရာမှာထားနိုင်ပြီဆိုရင်တော့ဒုတိယကျင်းစဉ်စပါမယ်။နောက်တစ်ဆင့်ကတော့စွမ်းအင်ခံယူခြင်းအဆင့်မှာဖြစ်ပါတယ်။ဒီအဆင့်မှာတော့စကြဝဠာရဲ့စွမ်းအင်ခံယူခြင်းကျင်းစဉ်မှာပါလာပါပြီ။အထက်မှာပြောထားသလိုပဲမျက်လုံးကိုအင်အားစူးစိုက်နေစဉ်မှာမိမိရဲ့ခန္ဓာကိုယ်နဲ့မိမိတည်နေရာဖွဲ့စည်းပုံကိုမျက်စိထဲမြင်အောင်ပုံဖော်ပါ။မိမိဝတ်ထားတဲ့အဝတ်အစားမိမိထိုင်နေလဲနေတဲ့ပုံ စတာတွေကိုတခြားလူတဦးကမြင်တယ်လို့မျိုးတတ်နိုင်တယ်လို့ရှင်းလင်းပြသအောင်ပုံဖော်ပါဒီလိုပုံဖော်နိုင်ပြီဆိုရင်တော့မိမိရဲ့တတရားမျက်လုံးနေရာကိုအထက်စัจ java ရာကစွမ်းအင်တွေကစီးဆင်းဝင်လာနေတဲ့ပုံကိုဆက်ပြီးပုံဖော်ပါမိမိကြိုင်းနေတဲ့အရာနဲ့ပုံဖော်နိုင်ပါတယ်တစ်ဆက်တည်းမှာပဲမိမိရဲ့မျက်လုံးကနေလဲဝင်လာတဲ့စွမ်းအင်တွေကိုလက်ခံမိတဲ့အကြောင်းပုံဖော်ခံစားပါစိတ်ပညာကျင့်စဉ်အားလုံးမှာအမြဲပုံဖော်ရမယ့်အချက်ကတော့ဖြစ်နေပြီဆိုတဲ့စိတ်ပဲဖြစ်ပါတယ် ဖြစ်သည်ဖြစ်လာလိမ့်မည်မဟုတ်ပါဘူးအခုအချိန်ဒီမှာလည်းမိမိရဲ့မျက်လုံးထဲကိုစွမ်းအင်တွေစီးဆင်းဝင်နေပြီလို့ပုံဖော်ရပါမယ်အဲ့ဒီလိုပုံဖော်ရင်းနဲ့ပဲအချိန်အတိုင်းတာတစ်ခုရောက်ရင်တတရမျက်လုံးပွင့်ပြီးသူ့ရဲ့အစွမ်းတတိကိုခံစားရပါလိမ့်မယ်အဲ့ဒီအစွမ်းတတိတွေကိုတိတိကျကျပြောဖို့ခဲရင်ပါတယ်လူကိုလိုက်ပြီး क्वे ပြရတယ်လို့လည်းဆိုနိုင်ပါတယ်ကျင်းနေစဉ်အချိန်အတွင်းမှာရရှိမဲ့အကျိုးတွေကတော့အာယုံကြောအားကောင်းလာခြင်း ာယုံကြောအသုံးပြုများပြီးနာကျင်တဲ့အခါမှာကျင်းစင်တဲ့ကုနိုင်ခြင်းအနာဂတ်ကိုတချို့တဝက်မြင်လာနိုင်ခြင်းလူတဦးကိုကြည့်ပြီးသူရဲ့စိတ်ဓာတ်အကောင်းဆိုးကိုခံစားသိနိုင်ခြင်းမြင်မှတ်တဲ့အိမ်မက်တွေပို့ပြီးရှင်းလင်းလာခြင်းနမိတ်တွေကိုပို့ပြီးမြင်နိုင်လာခြင်းတို့ပဲဖြစ်ပါတယ်တကယ်ဖြစ်ခြင်းရင်တကယ်လို့အဟုတ်ဖြစ်ပါတယ်မယုံကြည်တော့လစ်လူရှုလိုက်ပါဒါကတော့တတရားမျက်လုံးကျင်းစင်တဲ့ပတ်သက်တဲ့အကျဉ်းချုပ်အကြောင်းအရာတွေပဲဖြစ်ပါတယ်